စိတ်ဆင်းရဲကြတဲ့စိတ်တွေပူနောင်ကြတဲ့ပြင်းပညာလေးဆိုကိုယ့်ရဲ့စိတ်ကိုနှိမ့်မှလမ်းမှမဆုံးမနိုင်ကြစိတ်တွေဘာကြောင့်ဆင်းရဲတာတို့စိတ်တွေဘာကြောင့်ပြင်းပန်းတာတို့ကိုယ့်ရဲ့စိတ်ကနှိမ့်မှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုဂျိုင်းဆိုင်မှုတွေဖြစ်နေဒီစိတ်ကဆင်းရဲ တော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာမပြောတာဘူးစွဲမမှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြမ်းထမ်းနေလို့ပြောအလိုရမက်တွေသိကြီးလာစိတ်ကရိုင်းနေနော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေ မနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ချင်းဘုက္ခုစိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်ပြီးနိုင်စိတ်ကရိုင်းပြီးဆိုလို့ရှိရင်မနှောကတွေးတွေကလည်းရိုင်းလာဝစီကကြောတွေကလည်းရိုင်းလာကာယကအပြုမှုတွေကလည်းရိုင်းလာဒါပေမဲ့ဘုက္ခုတွေကကာယကမှုဝစီကမှုတွေရိုင်းလာမှဟောဒီလိုတော်တော်ရိုင်းမှလားသိရနော် အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ကွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြဲဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံဘုံတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံဘုံတို့တွေကလူချင်းမမောစရာအာယုန်နဲ့တွေ့တဲ့အခါကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်ဆုံးမပေးဟုတ်လား မကျင်တဲ့ဆရာအယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်စုံမမင်းမေတ္တာဖြစ်အောင်နော်ဘလို့အယုန်နဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်မကြိုးစားမခဲ့ဒါစိတ်ကိုစုံမအဲ့လိုမျိုးအလောဘတက်တည်းအဒေါသဆိုတဲ့မေတ္တာတက်တည်းအမောဟဆိုတဲ့ပညာတက်တည်းဘုက္ခုတ္တန္တမှာဖြစ်အောင်လုပ်တာဒါစိတ်ကိုစုံမနေလို့ခေါ်တယ်ဒီနေရာဖြင့်ယာယီနေတဲ့စိတ်ကိုရင်ကျေးအောင်လုပ်လိုက်တယ် ချမ်းနေတဲ့စိတ်ကိုလူမြအောင်ကြိုးစားတာအဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုမလို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့စိရဲ့ဒုက္ခနေပါပြီချမ်းသာမှုရဒါမြတ်စွာဘုရားကအတည်ရင်စိတ်ကိုစုမနိုင်လို့ရှိရင်ချမ်းသာပဲဟောတာဘုံတို့ဓမ္မပဒပါဠိတော်စိတ္တဝတ္ထမှာဒုန်ိကဟတလေဟုနောယထာကမ္မနိပါတိနော စိတ်တန်တာဓမ္မထောတာတို့စိတ်တန်တန်တဒုက္ခဝါဟာနော်တချို့ဒီကဒါလေးရတယ်နော်ဒုနိကဟတနှိမ့်နှိမ့်မှုရခရင်တော့လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကမ္မနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်း၌ကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားသုံးမျိုးပြောစိတ်ဆိုတာ နှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ချင်တဲ့နေရာကိုစီးမရှိကမ်းမရှိရောက်တော့တတ်တဲ့သဘောလည်းရှိ။နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမှဆိုရင်တော့ကောင်းနိုင်ပေါ်ရမှာရှိ။ခက်ခဲပြီမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုဆုံးမမေ့ရှိကြအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမန္တမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတို့ နော်စိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့လဲစိတ်တန်တန်တဒုက္ခဝဟံတန်တန်ဆုံးမသဖြင့်ယဉ်ကျေးသော စိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်ဒါပဲနော်ဒီကချက်ဒီအထာလေးကိုအချမ်းမြင်လေးကိုစိတ်ထဲမှာအတိပဲကိုပိုင်ပိုင်နိုင်နိုင်ဂျုံမိငုံမိနားလည်နိုင်ရ စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုစုံမနိုင်မဲ့ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲစုံမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်တယ်တဘုံတို့လွန်လာတောင်းတတဲ့ချမ်းသာဒုက္ခကိုရရင်လည်းဆိုလို့ရှိရင်ကိုယ်ရဲ့ကြံထားနေတဲ့စိတ်တွေကိုနှူးညံ့သွားဖို့၊ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမန္တမလုပ်ကြအောင်လို့စုံမကြ။ဒီကဒါလေးကိုဘာကြောင့်ရက်စွာပြဟောသလဲ။လူတိုင်းကြားဥပါလေ။ ။မြတ်စွာဘုရားလက်ထက်ကမာတိကမာတာတုံဝါကြီး။ဘုန်းကြီးရဲ့ရွာကိုရဟန်းတော်၆ချက်တရားလာပြီးတော့အထုတ်ကြ။အဲဒါတုံဝါကြီးရဲ့ပစ္စည်းလေးပါအဝယ်ယူပြီးတော့နော်ရဟန်းတော်တွေကိုဖြိုတန့်ပြီးနေလာ။နောက်တော့ရဟန်းတော်တွေပြီးတဲ့တရားကိုသူကအထုတ်ပြီးတော့ရဟန်းတော်တွေအရှင်သူကတရားလူတရားမြတ်ကိုရ။တရားလူတရားမြတ်ကိုရတဲ့နေရာမှာသူကတကူအိဒီဘတ်နဲ့မှတွဲပြီးရ ိန်ဟန်နေရဲ့စိတ်ကိုသူကအေးအနေပြီးတော့ကြည်ရင်လည်းအကုန်သိတယ်မြင်တယ်။အဲဒါကြောင့်ယဟန်နေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့တွေ့ရောအဲ့ဒီယဟန်တော်တွေကဝါတွင်းသုံးလအတွင်းမှာသူတို့လည်းပဲယဟန်တာဖြစ်ကြတယ်။ဒါသူတို့ယဟန်တာဖြစ်တာဒီဒီကမာကြီးရဲ့ကြီးစုမကင်းဘူးနော်။နောက်တော့အဲ့ဒီရဟန်းတော်တွေကနေတဆင့်ဒီဒဂမကြီးရဲ့ဂုံသတင်းကမြတ်စွာဘုရားနားတော်တည်ရောက်တယ်။အော်ဘလွန်တော်လေအဲ့ဒီဒဂမကြီးကရဟန်းတော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်လို့ ်ဒီတဲ့င်းကအလွန်မွေးတယ်အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုယူလို့ရှိရင်အဲ့ဒီဒီကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့တရားဓမ္မများကျူးစားရမယ်ဆိုရင်တော့မြန်မြန်ဆန်ဆန်တရားထုတ်တရားပြန်ရမှာပဲရှိပြီးတော့ပူသွားတယ်ပေါ်ရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ဒီမကြီးကတိတယ်။သူကဖြိုကြီးလေးလောက်ချင်းနေဆိုရင်ဖြိုကြီးရောက်တယ်။ကျောင်းကလည်းညစ်ပန့်နေတာတန်ရှင်းမဲ့လူလေးရောက်ရင်ခေါင်းမယ်ဆိုတန်ရှင်းသမားရောက်လာ။နောက်နေ့ဆုံးကသွားဖို့ ။ဘာခီးပန်းလာတယ်။ဆွန်လေးမြတ်လာပို့ရင်ကောင်းမယ်။ဆွန်လာပို့တဲ့လူရောက်။အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုရင်ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျဒကမာကြီးကတဲ့တယ်တော့မပြောဘူး။သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဗျာ။ကျောက်ကသူများမေးတာမဟုတ်ဘူး။ဒကမာကြီးကိုမေးတာ။ဒကမာကြီးသူများစိတ်သိတာ။တော်မမစင်ဖက်နေကြောင်မမေးသိမမေးတိုင်းတာလို့မေးနေရတာတော့သူများစိတ်တည်တဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ ဒါတွယ်ဝိုက်ပြီးတော့ဝေခံလိုက်တယ်နော်အဲဒီလိုနှစ်ခုတွေ့တွေ့တွေ့သွားပြီသူ့စိတ်ကိုဒီငကမာကြီးတိပြီတိသွားတယ်ဆိုတာကိုပဲတိလိုက်ရောဒီရန်လေးကမနေရတော့အဘလို့တော့ကုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့တင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအတော့ကားသားတကယ်လို့မတင့်တော်တာတွေတွေးနေရင်ကိုတို့ခိုးတယ်နဲ့တကွာနောက်တခို့လူမိတဲ့တော့ကတော့ကောင်းကောင်းရှက်ကွေးမှာပြီအဲ့ဒါနဲ့ ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ပြန်ပြီးတော့ပြေးလာတယ်။အဲ့တော့မြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီအကြောင်းပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှင်းပေါ်မှာသူမနေရဲဘူး။ဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်းသူတရားတို့တရားမြတ်ရနိုင်မယ်ဆိုတော့မြတ်စွာဘုရားတိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်။အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာနေရဲဖို့အတွက်နီလံပေးတဲ့တနေနဲ့ဟောလိုက်တယ် ဒုန်နိခသလဟုနောယထကာမတိပါတိနောစိတ္တတဓမ္မတောတာတုစိတ္တန္တတုခဝဟဒုန်နိခသစိတ်ဆိုတာရှုံမာဖို့ပိုင်နိုင်ဖို့ကိုယ်လိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးနော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတောကြဟုနာခုဒီအကြောင်းရာတောကြဟိုအကြောင်းရာနှုတ်ချင်ရောက်ခုချင်တွေ့ယထကာမတိပါတိနော စီမရှိကမရှိဗယံမရာရောက်ချင်ရရောက်တွေးချင်ရတွေးပြီးတော့ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျစားတတ်တဲ့ဒီစိတ်ဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုသုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ်တာဓမ္မထောတာတုနော်စိတ်တတ်တာစိတ်ကိုဓမ္မထောရင်ကြီးအောင်သုံးမနိုင်ခြင်းဒီတာတုကောင်းပြီဘာလို့လဲတော့စိတ်တန်တန်တုခဝဟံ ဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပြေးပြီ။အဲ့တော့စောစောကဘုန်းဘုန်းတို့တရားနေတဲ့လေးမှာတော့ဒီစိတ်မယဉ်ကျေးဘူးယဉ်ကျေးတယ်ဆိုတာမဟုတ်ပြောတာလုံးဆိုတာလေးပြောခဲ့တယ်နော်။ဆွေမံမှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တုံမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အငြိအကြီးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြမ်းတမ်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေအထားမျိုးက ဒီစိတ်ကိုပဲပင်ပန်းစီတယ်ဆင်းရဲစီကုလောင်စီဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရမှာနော်မမောဖို့တွေအားကြီးလာရင်ကုလောင်တာပဲပင်ပန်းတာဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထေဖို့မယ်ဆိုရင်ပို့ပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုတောင်းထင်ရှားသေးကာယကံမှုဝစီကံမှုပောက်ွက်တဲ့အစဉ်ရောက်သွားပြီဆိုရင်ပို့ပြီးတော့ဒါ ဦးမနိုးရဲ့ဘဝတင်းမာလိမ့်မယ်ဆင်းရဲလိမ့်မယ်နော်။ဒါကြောင့်စိတ်ရိုင်းစားရည်နေဆိုတာပါလေပြောခဲ့တယ်နော်။လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းစားရည်ခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလေအတွေးတွေအပြောတွေအလုပ်တွေကတစ်ဆင့်မဖြစ်သွားတယ်နော်။ရိုင်းသွားတာ။အဲ့တော့ဦးမနိုးကနီးမှန်လမ်းမှန်ဒီစိတ်ကိုလိမ်ပါအောင်ရင်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာရုံနဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ရှုပြီးတော့သူ့ရဲ့နေရာမှာ နော်ဆွန်လွန်တိုင်မှုတွေအတောလာဆိုတဲ့မေတ္တာတရားတွေတဘာဝတရားရဲ့ပုံမှာမမကန်ကတိပြင်းနားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံးမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်။အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ကဘာလဲဆိုတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမိ။လက်တွေ့လေးကိုယ်ကိုယ်ဟိုကြိုးပမ်းအထောက်ကြည့်တဲ့နော်။ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်ဒီတိုင်းတည်းနားလည်ထားရမှာပါ။ ဟောငါစိတ်တွေရိုင်းနေပြီဆိုတာနားလေရစိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးနော်တပုံးတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့နယ်ပယ်ကျပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့နော်တာမမီဘုန်းတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်္သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ညာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာလဲစိတ်ထဲမှာအခြေခံနေတယ် ဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ရန်ဟန်ဆောင်နေတဲ့ယဉ်ကျေးမှုကချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကိုမဖြစ်ဖို့လို့နော်ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့ပဲအဲ့တော့ဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရတော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုလွယ်သလားဆိုမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောတာဒါလေဒုံနိကဟန္တာ နေနေဖို့ဆုံးမဖို့ခက်တယ်လို့ပြောတယ်။ဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုန်းဘုန်းတို့ကဖြစ်မြအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကုလိုချင်းနဲ့ကျွေးရလက်ရမှာပေါ့နော်။ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားမှာမရှိ။အဲ့ဒီခက်တာကိုအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စူးစမ်းနေဖို့လုပ်။ဘုန်းဘုန်းတို့ဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကုလိုချင်းနဲ့ချမ်းသာမရနိုင်။စိတ်ရဲ့ငြိမ်းချမ်းမှုသက်သာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်။ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာက ဖြစ်အောင်လုံးဝရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ကိုယ်တိုင်မလုပ်အောင်လို့ကြိုးစားကြဒါကြောင့်မြတ်စွာဘုရားကအမျိုးမျိုးရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ရည်ကြည်အောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောတတ်တာလည်းရှိပါမြတ်စွာဘုရားလက်ထက်ကနော်ပန္ဒိတကာမဏေဆိုတာကြားပြီးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားပြီးတယ်နော် ဘတ်တူရဲ့ဥပဇင်ဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြအသေးပါမကြခင်ပါပဲမြို့ထဲကိုဆွန့်ကန်လိုက်သွားလို့ဆွန့်ကန်လိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလေကွင်းတွေရှိတော့အဲ့ဒီလေကွင်းတွေကိုဖြတ်ရတာကိုဖြတ်ရတဲ့အခါကျတော့လေကွင်းတွေထဲမှာလေသမားတွေကညောင်လေးတွေသွဲပြီးတော့ရေယူကြတယ်ရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တတိသားဒါလေးကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာတိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရား ဒီရေတွေကစိတ်ရှိသလားလို့မေး။အခုမေးတာတော့ဆိုတော့လူကြီးတဲ့နေရာကိုရေတွေကဟိုတွန်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 နဲ့စီးလား။ခုနလေးလူကြီးခုနလေးဆွဲသွားရေကလိုက်သွားတာ။ရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလူကြီးတဲ့နေရာကိုရေကရောက်နေတာဆိုတဲ့အခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတစ်ပါးကိုမေး။အကူရင်ရှိမှစိတ်မရှိပါဘူးဆိုတော့ကိုရံဘာတွေ့ရတဲ့အချိန်တော့ စိတ်မရှိတဲ့ရေဟိုတောင်ကိုလိုချင်သလိုလုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါငါရဲ့စိတ်ကိုသမထတရားဝိပဿနာတရားနဲ့တော့လိမ္မာအောင်ရင်ကျေးအောင်ဆုံးမတဲ့နေရာဘာကြောင့်ဖြစ်မရအောင်မလုပ်နိုင်ပဲရှိရမလို့ဘောလို့စဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုဟုတို့ရှေ့ဆက်သွားတဲ့အခါကျတော့ရုပ်အဝင်နော်ဟိုမုတ်ဆိုးတွေလေးသမားတွေအလုပ်နေကြတာတွေ့လို့များတယ်နေဖြောင်းတွေ့ ငါမျက်စိတစ်ဖက်မှိတ်ပြီးကြည်မိပေးမိပေးမှမိဖို့ပြီးတော့ဒီအပူပေးလိုက်ရှောင်းလိုက်တိုင်လေးတွေစိုက်ထားတော့ရှောင်းအောင်လုပ်တယ်နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့ခါဆိုမိပြန်တယ်ရှင်ဗျာတဲ့ဒီဝါရံလေးတွေပါဘောစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာနော်အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကစိတ်မရှိတဲ့ဒီဝါရံကတော့ကိုလိုချင်းလိုဖြောင်းယူလို့ရတယ်ဆိုရင်ငါငါစိတ်ကိုဘယ်နဲ့ကြောင်မဖြောင်းမအောင် ရင်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမှကိုငါဖြစ်အောင်လုပ်တယ်အဲ့ဒီလိုတွေးအဲ့တော့ဘုံလိုရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံးမျိုးစုံလုံးကြတဲ့တိန်တွေအကုန်တွေးပြီဟုတ်လားအဲ့ဒီမှာဘာတွေးလို့ဆိုလို့လက်သမားတွေလက်မိတ်တွေလုပ်ကြရမြင်ကွင်းကအစုံမြင်ရတယ်နော်ဒီလက်ဘင်းတွေလုံးတော့လက်ဘင်းတွေကဘုန်းတော်တကူတို့ဆိုတာတွေကကိုယ်လေးတွေဆက်မှာဝိုင်းကြီးဖြစ်သွားတယ်ဟုတ် အဲ့ဒါကိုဒီမှာစုလို့စောက်တို့ဓာတ်တို့ပဲကိုတို့နဲ့ရွှေကြခုတ်ကြထစ်ကြပြုပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဘုရားဒီတေသားနေမှာကိုစိတ်ရှိလားဖေ။ကိုရင်တေသားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့ကလည်းပဲစိတ်မရှိတဲ့အသားပေါ်တော့လူချင်းတို့လုံးလို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့တော်ကောင်းတရားမှာတိမ်မကျွမ်းကျင်အမှန်တရားကိုသိမလုံနိုင်ပဲရှိရမလို့ငါလုံမယ်လို့စဉ်းစားတယ် ဒါစဉ်းစားပြီးတော့ကိုရင်ဆုံးဖြတ်ချက်ကိုပိုင်ပိုင်နေနေချာအရှင်ဗျာတဲ့ဒီပြီးတော့ကြောင်းပြန်တော့မယ်တူဖို့နော်မကျင်းသားလေးနဲ့နော်ဆုံးရအောင်လဲဆုံးခံခဲ့ပါအောင်လို့ဒီလိုပါခဲ့ကိုရင်ကဒါရှင်သာရိပုတ္တရာလည်းခွင့်ပြုတို့တို့ပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုအစောတော့ကပြောခဲ့တဲ့ရိုင်းဆိုင်စီတတ်တဲ့ဘုရားကတော့တော့မာနအိတ္တမစီရဆရှိတဲ့ကိလေသာတရားတွေမုံဝင်အောင်တရားဖြင့်သိမအောင်ယဉ်ကျေးအောင် နီးမှလမ်းပါမြတ်စွာဘုရားပေးတဲ့နီးနဲ့調査အထုရဟနာဖြစ်တယ်။အဲ့ဒီမှာတကယ်ကိုယ်ရပန္နိတာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားပြီနော်။အဲ့ဒီမှာမြတ်စွာဘုရားသုသောကအခုတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမဆုံးမနိုင်အောင်調査ကြတယ်ဆိုတဲ့အတိပဲရှိတဲ့ဂါထာကိုမြတ်စွာဘုရားအရင်မှာဟော။ ုတကယ်ကြီးနယတိနိဋ္ဌိကဥဒုကာရဓမယတိဒေသနာဓာရုံဓမယတိတစ္ဆကအတ္တနာဓမယတိပန္နိတာဥတကယ်ကြီးနယတိနိဋ္ဌိကနိဋ္ဌိကလေသမားတို့သည်ဥဒကံရေကိုနယတိကိုလိုချင်တဲ့နေရာကိုရောက်အောင်ဖြူကြတယ်။အရေးယူတယ်ဆိုတော့မြောင်းလေးသူပြီးတော့ယူရမှာနော်။လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်။ဥဒုကာရဓမယတိဒေသနာ ဥဒုကာရလေးသမားတို့သည်တေဇနံမြားလံကိုဓမ္မယံတီအပူပေးပြီးဖြောင်းရတယ်။မြားလံလေးကဖြောင်းနေမှာကိုပြည့်ချင်တဲ့ပြင့်ပတ်ကိုတန်တန်မှန်မှမှန်နိုင်မှာကိုမြားလံကဝိဝိုင်းနေတယ်ဆိုလို့ရှိရင်ကိုပြည့်ချင်တဲ့ပြင့်ပတ်ကိုမှန်အောင်ဖြစ်ဖို့မဖြစ်နိုင်ဘူး။အဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှာသူတိရရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်တယ်။ပြင့်ပတ်ကို မှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားဒဏ်ဖြစ်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုံဘုံတို့ဟာတဘာဝတရားတွေရဲ့အကြောင်းဘုံဘုံတို့ကသိနေဟုတ်လားနောက်ပါပြောတော့ကုရကင်းကြီးနေရတိနိတိကဥဒုက္ခရဓမယတိဒေဇနံဓာရုံဓမယတိတစ္ဆကဓာရုံဓမယတိတစ္ဆကတစ္ဆကလက်သမားဆရာတို့ဒီဓာရုံတစ္သားကိုဓမယတိကိုလိုခြင်းနဲ့ပုံသဏ္ဍာန်ဖြစ်အောင်ခန္တီကြပြီဟုတ်လားစာတော့တရားတုံးကြီးပဲလေ ဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပြည်ဘောကအသုံးဆောင်လည်းဖြစ်နိုင်တယ်ဆိုတော့ပြောလို့ရင်းတွေရဲ့အစီပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနောက်နိုင်ယုံထူလည်းဖြစ်နိုင်တယ်ဆင်းတို့တော်လည်းဖြစ်နိုင်တယ်ဒီသေတာအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတော်ရဲ့စိတ်ကိုဘုန်းတော်ကနှီးမှလည်းပါစနစ်တကျပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြော်မှန်းနိုင်တဲ့အကျိုးရလက်တည်ရနိုင်တယ်ဒါလေးတွေကဒေသနာကိုချစ်တွင်ပြီးတော့ပြည်ဘောကပြောတာဟုတ်လားဒါမြတ်စွာဘုရားက ကိုရင်တွေးခဲ့တဲ့အတွေးတွေကိုတိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းတရားတော်ကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရ ။ရတာမှဖြောင်းအောင်မလုပ်နိုင်တဲ့ဒေသမှာဘယ်လိုလုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြင်မှတ်ကိုမှန်မှန်ပြည့်နိုင်တဲ့ဒေသမှာဖြစ်မှာမဟုတ်ဘူးနော်။အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပြည်ပေါ်ကပြည်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှဖြစ်မှာမဟုတ်ဘူးနော်။ဂျေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားဖြစ်နိုင်ဘူး။မြားတာမှမဖြောင်းနိုင်ဘူးဆိုရင်လေသမားဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။အဲ့ဒါလိုပဲနဲ့နောက်ဆုံးကျတော့ပြောလို့ အတ္တနံတမယတိပန္ဒိတာလေဒါကတော့တက္ကရာမတို့ရဲ့စီထဲမှာဆွေးနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနော်အတ္တနံတမယတိပန္ဒိတာပန္ဒိတာအမျော်အမြင်ရှိရတယ်အကြောင်းအကျိုးသိကြမြင်ကြတယ်မဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလည်ကြတယ်ပညာရှိကြတဲ့ပုဂ္ဂိုလ်အတ္တံမိမိကိုယ်တနည်းအားဖြင့်မိမိစိတ်ကိုတမယတိသောသောဟာပြောသလိုရှင်ကြည်အောင်မယိုင်းဆိုင်အောင် ဆုံးမကြရဲ့တဲ့ဂျီယိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်ဒေသမဖြစ်နိုင်ပြားတယ်မှမဖြောင့်နိုင်ဘူးဆိုရင်ဒေသမမဖြစ်နိုင်ဟုတ်လားအဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတည်သားဖို့ဖြစ်အောင်လုပ်နိုင်မှုဆိုရင်ဒါဒေသမမဖြစ်နိုင်နောက်ဆုံးစကားကျွန်တော်ပြောမယ်ကိုစိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဒီလိုမျိုးတွေးရမယ်နော်ဒါကြောင့်ဒီကထားလေးတွေကိုဘုံဘုံတို့ကြည်ချင်းအဖြစ် ကိုယ်စိတ်ကိုစုမတာခက်ခဲတယ်မလွယ်ကူဘူးဆိုတာကိုဘုံဘုံတို့နော်သိထားတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စတော့ဖြစ်မြောက်ဘုံဘုံတို့ကြိုးပမ်းအထုဖို့မလိုဘူးလားဆိုရဲနော်အဲ့ဒါကိုဘုံဘုံတို့လုံမတာနေကိုလိုချင်တဲ့ချမ်းသာရပါမော်ခက်တယ်ဆိုပြီးတော့မလိုပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရပါမဟုတ်တကယ်တမ်းလောကမှာခက်ဆုံးကလည်းဒီအလုပ်ဖယ်လို့ဘုံဘုံတို့ထင်ပါတယ်ဟုတ်လား အဲ့ဒီခက်တဲ့အတော့ကိုမလုပ်ဘူးလွယ်တဲ့တိုင်းပဲဘုံဘုံတို့ဖြစ်သလိုပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိကိုစိတ်ကိုဘုံတို့လွတ်ထားဖို့ဆိုရင်လွယ်ပါလေဒီတိုင်းပဲထားလိုက်ရုံပဲလေအိဒါယုံနဲ့တွေ့ရင်လောဘအနိဒါယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းလွယ်လဲလွယ်ပါလေဘာမှခက်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 ဘုံတို့ကြိုးပမ်းစရာလုံအာယုံအောင်နဲ့တွေ့ရင်ဘုံတို့ကြိုက်နော်အာယုံရိုးနဲ့တွေ့ရင်ဘုံတို့မိုက်ဒီလိုသွားတာ ဒါလွယ်ပါလေဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံဘုံတို့လိုချင်တဲ့ကောင်းချိုးရလက်ကိုဖြစ်စီမှာမဟုတ်ဟုတ်လားဟာအိထာယုံနဲ့ပဲတွေ့တွေ့နေထာအောင်ပဲတွေ့တွေ့အဆင်ကိုမရိုင်းစေရဘူးအမှန်တိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရပေအမေတ္တာတရားကိုပဲဖြစ်ထွန်းစေရပေတိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရပေတို့အဲ့လိုကိုယ်စိတ်ကို မကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုက္ခုနုစိုးမရတဲ့အလုပ်စဉ်လွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရာရှိတဲ့သဘောကိုစောစောရရှိလို့ပဲသူကဟုတ်လားဘုလိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုအားဆိုင်ရင်ဒီတိုင်းပြစ်ထားမယ်ဆိုတော့ရေကသူ့အတူနေရာတော့အပေါက်ရှာပြီးတော့စီတော့ပဲနိဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းတော်မလုပ်ရင်လိုလားတောင်းတတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဟုတ်လားအင်း အဲ့ဒီခက်တဲ့ကိစ္စကိုငါဖြစ်မြအောင် လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်။ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်။လေသမားတွေဟာတောက်ကိုဖြောင်းကြတယ်။လေသမားတွေဟာတက်သားကိုလိုချင်တဲ့ပုံနဲ့ဖြစ်အောင်ဗန်ဒီလုပ်ကမ်းကြတယ်။အဲ့ဒါလိုပဲအမြုံမြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြနေကြတယ်။ပညာရှိတယ်လို့ဆိုတဲ့ပုံကိုလည်းအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကျူစားကြတယ်တဲ့။ ဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုဆုံးမလို့ဒါကအရေးပါတဲ့မိငုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုကိုယ်ဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘယ်လိုဆုံးမလို့ဒါကိုယ်စိတ်ကိုဘယ်လိုဆုံးမလဲဆိုရင်မိငုံရဲ့အဖြစ်လိုရင်းတူချင်းလေးဘုံဘုံတို့တာလူတာမလေးကိုကြောင်းပြူပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်ဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာ ကာထာလေးသုံးဖို့ကိုဆက်ဆက်ပြီးတော့ဘုံဘုံပြောနေဟုတ်လားအစီအစဉ်လေးချပြီးတော့ပြောတယ်အဲ့ဒီသာတုတ္တမလေးကိုကြောင်းပြပြီးတော့ဟောတယ်ကာထာလေးကိုရင်သာနှုတ်လူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဟိုဒီကိုရင်ရှိနေတော့သူကသူ့ဘလူလောကနတ်လောကမှာသူကမျက်နာဖွင့်ကိုရင်ကိုမထွက်စေခြင်းမြင်ဘဝသူ့အသားကိုရင်ကအဲ့ဒါနဲ့ဒီဘီလူမကဝင်ပို့ပြီးတော့ ။တကယ်လို့သာထွက်မဲ့ဆိုလို့ရှိရင်ဘလို့မှငါလက်ကမလွတ်เสียရအောင်မဖြစ်ဖြစ်အောင်ပိတ်ဆက်မှုဆိုဝင်ကိုဝင်ပို့ပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းအရာမျက်စောပြလက်ထက်ကဖြစ်ခဲ့တာရှိတယ်။နောက်တော့ကိုရင်သားတို့ကတုံထွက်ပါအောင်နောက်တော့သူကတရားဟောပေါင်းနေနောက်ဆုံးရဟန္တာဖြစ်အဲ့ဒီကိုရင်သားတို့ကိုကြောင်းပြူတယ်မြတ်စွာဘုရားဟောတဲ့ခါလားအလွတ်ထင်ရှားအလွတ်လက်ကောင်းတယ်အဲ့ဒီကဏ္ဍလေးကိုဘုန်းဘုန်းတို့အလွတ်တရားမှအတိအပြည့်ပြီးသွားတဲ့အတွက်ကြောင့် စိတ်ကိုရှုံးမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်နာစီခြင်းနော်။ဘာပြောထားတော့ဆိုဣဒံပုရိစိတ်တမစာရိစာရိကံယေနိစေကယထကမ္မယထဒုက္ခတတိဇဟနိဂနိတံမိယောနိတောဟဋ္ဌိပပိဏဝေယအေကုတ္တကဟောတဲ့ကာထာကြီးကာထာရဲ့စွာလာတော့နည်းနည်းခက်ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစေကယထကမ္မယထဒုက္ခ ဟောဒီကြတာစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘယ်လိုပြောတော့ဥရိရှိခါကာလနဲ့ဣရန်စိတ်တန်ဣစိတ်ဆိုလိုတာရှင်းလုံးဝစပြီးတော့ဥချိန်ထိတန်အောင်တတဝါရရဲ့စိတ်ဘုသူစိတ်ဘဝစိတ်တော့မကန့်တတ်ဘူးစိတ်မှန်သမျှဟုတ်လားစိတ်တည်းရဲ့သဘောဘလို့ရှိတော့တဲ့ဟိုရှင်းလုံးဝစပြီးဒီကနေ့တန်အောင်ဣရန်စိတ်တန်ဣစိတ်တည်းယထာကမှာယေနိစကံယထာကမှာယထာဒုက္ခယေနိစကံအလိုရှိတိုင်းယထာကမှာအလိုရှိရာ ယထာဒုက္ခကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားတည်းဒီကမ္မလို့ဘုန်းတော်ရဲ့စိတ်ကအိုးဘဝတန်တရားကာလတရှောက်ဒီကနေ့တန်တော့သူဟာထင်းသလိုကျက်စားလာအာယုန်လေးရဲ့ပုံမှာထင်းသလိုကျက်စားလာတယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတော့မြတ်စွာဘုရားမလို့လေးပုံဖော်ပြအဲ့လားလေးကိုဘုန်းတော်အလွန်ပြောခြင်းရှင်နိစ္စကံယထာကံယထာဒုက္ခစကလုံးလေးတုံတုံတုံ ရေနိစကလိုရှိတဲ့ယထာကံမှာအလိုရှိရာယထာဒုက္ခကောင်းလို့ရတယ်။အဲ့တော့ဘုမုံစီထဲမှာဘလို့နားလဲသွားဘလို့တွေးမိဩစိတ်ဆိုတာတော့ကောင်းလို့ရတယ်။သူကောင်းမယ်ခြင်းနဲ့အာယုတွေပေါ်မှာစက်စားတယ်။ဟုတ်လားယထာဒုက္ခကောင်းလို့ရရ။အဲ့ဒီသူကောင်းတယ်ခြင်းနဲ့အာယုပေါ်မှာသူကောင်းတယ်ခြင်းနဲ့အာယုမှာစက်စားတဲ့ကံအဲ့ဒီကောင်းတယ်ဆိုတာတဲ့ပေါ်မှာသူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော် ောင်းတယ်ဆိုတာကကြိုက်တာထက်ကြီးဟုတ်လားနော်ကောင်းနေတဲ့ဘုံကတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမယ်ထင်တာကိုရွေးပြီးတော့ကျစားတယ်အဲဒီကောင်းမယ်ထင်တာတွေကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးအဲ့ဒီကြိုက်တာကိုတွေ့ပြီးဆိုရင်တော့ရေနေစက်တန်ဘလို့ရှိတိုင်းဘလို့ရှိတိုင်းဆိုတာကအတိုင်းစားမရှိတော့ဘူးเนาะဒီတည်းပဲ तू ကတဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့စစ်စားနေတော့စိတ်ရဲ့သဘောလေးကိုဘုံဘုံက အမြဲစွာဘုရားပြောပြတဲ့စကားလုံးလေးတွေကိုကိုတွင်းမိတာလေးတွေချုပ်ပြတယ်ဟုတ်လားကောင်းတယ်ထင်တာတွေကမှကြိုက်တာကြိုက်တာကိုတွေးပြီဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရတယ်မဟုတ်ဘူးနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တန်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတဲ့လို့ကျဆားလာခဲ့အချင်းရင်ကိုမရှိဘယံပနာဒီလိုလာခဲ့တာအဲ့ဒါကိုမြတ်စွာဘုရားဘလို့ဥမာပေးတော့အင်ကုတ္တကဟောတယ်ချုံးကင်သောစင်တိန်တိ ဟဋ္ဌိပဝေနအမှုန်ရသောရှင်ကိုနေကနာတိဝိယနှိတ်ကွဆုံးမတကဲ့သို့ဣဇာရင်တိအဟံငါသည်တန်စိတ်တံထိုဖြစ်ရှင်တိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာလလို့ဆိုတဲ့တင့်တယ်လျှောက်ပမှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာလဖြင့်နေကနိတာမိနှိတ်ကွပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကွတယ်ဆိုတဲ့စကားကိုသုံးဟုတ်လားဒါမျိုးဆိုတဲ့ဘလို့ဥမာပေးတော့ ချုံးကင်ထားတဲ့ဆင်သိန်းဟာအမှုံရစ်တဲ့ဆင်ဆုံးမတယ်လို့တိတ်ကော့တယ်ဟုတ်လားဆင်ကိုဘုန်းတို့ဆုံးမတဲ့နေရာမှာဆင်ကိုတန်းအောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တဲ့နဲ့သွားပြီးတော့ကင်လို့မရဘာပါရမလို့ချုံးပါရနော်အဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကင်တွေတဲ့နေရာမှာဘာမှဘုန်းတို့အသိဉာဏ်ပြညာမရှိဘဲနဲ့ကိုယ်စိတ်ကိုလိမ်ပါခြင်းလိမ်ပါစေခြင်းနဲ့ရင်ကျင်းသိခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုန်းတို့ဆုံးမလို့မရဘူး အမှုန်ရတဲ့စီကိုဆုံးမှာပဲဆိုရင်ချောဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့ဒီစိတ်ကိုဘုန်းလို့ဆုံးမှာပဲဆိုလို့ရှိရင်လက်နဲ့လိုဒီပေါ့နော်အဲ့ဒီလက်နဲ့ကိုဒီနေမှာမြတ်စွာဘုရားပါပြောဆိုယောနိတော်ယောနိတော်ဆိုတာယောနိတော်မနတိကာရကိုတော့နော်ယောနိတော်မနတိကာရဆိုတာလမ်းကြောင်းမှန်မှတွေးတဲ့သဘောလမ်းကြောင်းမှန်တွေးတာဘသူစဉ်းစားတာဆင်ကျင်တာတွေးတော့တာလမ်းကြောင်းမှန်မှန်တဲ့အတိုင်းသူတွေးတော့တဲ့ဆင်ကျင်တတ်တယ် နှလုံးသွင်းတဲ့ဒီအဲ့ဒါကိုပါခေါ်လို့ချော်လီတော့ပတိကာ